တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ် channel ကနေမှတစ်ဖန်ပြန်လေးပြည့်ကြဆိုပါရယ်အမေရေသူနာသားသမီးလို့ဘွဲလက်မှတော့ယူမပေးနိုင်ပေမဲ့ပြည့်ရတင်နာစင်ဝဲလက်မှတ်ကိုတော့တားတော့ယူပေးနိုင်ပါရယ်ဗျာဒီဘောဒီဘောဒီဘောယာမင်းစတိုရီယောဒီနေ့တော့ပထမဦးဆုံးအနေနဲ့ကဖကတ်စစ်ရဲတရင်ကိုပြောပြချင်တယ်မနေ့အနိုဝင်ဘာလ12ရက်နေ့ညမှာကျတော့မော်စီစာ ဖျားကုံးနားမှာအခြေချနေထိုင်တဲ့ပြည်သူခွေးတွေရဲ့စခန်းနဲ့စစ်ခွေးစခန်းတို့ကိုကို KIA နဲ့ပူပေါင်းတော်လိုက်ရေးဒီဘက်ကနေမှလက်နက်ကြီးတွေနဲ့ပြင်းထဲလိုက်တာဘလောက်မတာပေါ်သွားသလဲဆိုတော့သတင်းမထွက်တယ်ဘူးဒါပေမဲ့ကြီးကြီးမားမားဖြစ်သွားနိုင်တယ်ဘာကြောင့်လဲဆိုတော့မြစ်ခိုးတွေအတော်လေးထောင်းထောင်းဖြစ်နေတာကိုတွေ့ရတယ်ဆိုတော့မကြခင်မှာလဲ မော်စီစာဘက်ကခွေးတွေမတပေါကုန်ပြီဆိုတဲ့သတင်းတွေကြားရဖို့ရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့စစ်ခွေးတွေကဒီဒီဇင်ဘာလ28ရက်နေ့ကနေစပြီးတော့ပလုံကောက်ပွဲကို၃ခါဆက်တိုက်လုပ်သွားမယ်တခုနဲ့တခုကတော့နှစ်ပတ်ချက်နှစ်ပတ်ချပြီးတော့၃ခါလုပ်သွားမှာဖြစ်တယ်တတိယအကြိမ်လုပ်မဲ့ပလုံကောက်ပွဲမှာတော့ကျွမ်းတော်တော်လိုင်းရဲတွေထိမ့်ထုတ်ထားတဲ့ နေမြေဒီပါနေတယ်ဆိုတော့ကိုလည်းအသွင်းဒရင်အဖြစ်သိရတယ်လေလွန်ခဲ့တဲ့အပတ်မှာနော်စစ်ခွေးဒီဘက်ကနေမှလေရင်၅စီးဝယ်ထားတယ်ဆိုတော့လေကျွားတို့အားလုံးလူလူတိပြီးသားဖြစ်လိမ့်မယ်ဆိုတော့အခုကရှမ်းမြောက်ဘက်မှာတိုက်ပွဲတွေဖော်ဆောင်ဆရာမလို့တော့ဘူးရှမ်းမြောက်မှာတိုက်ပွဲဖော်ဆောင်မလို့တော့တဲ့အတွက်ကြောင့်ရှမ်းမြောက်ကစစ်ခွေးဒီရောအခုတခြားနေရာကို in အဖြစ်စီးတယ်ရှမ်းမြောက်ကိုအရင်တုန်းကလေရင်နဲ့ခဏခဏဘုံကျဲတယ်အဲ့လေရင်ဒီရောအဲ့မှာကျဲမဲ့ဘုံဒီရော ရှိရှိနေတယ်ဒါကတော့ဒီနေ့ကျွန်တော်တို့တော်လိုက်ရေးတွေရှိတဲ့နေရာမှာသုံးဖို့ရန်အတွက်အခြေအနေရှိလာတယ်ပြုလို့ရှိရင်တတိယအကြိမ်ပြုလုပ်မဲ့ရွေးကောက်ပွဲကလည်းကျွန်တော်တော်လိုက်ရေးတွေထိ ंछ ုပ်ထားတဲ့နေရာမှာလုပ်ဖို့ရန်အတွက်စီရင်နေပါနေတယ်လို့သိရတဲ့အခါမှာကျွန်တော်အခုတို့ဘက်ကနေမှပြင်းပြင်းထန်ထန်လှုပ်လာစရာအကြောင်းရှိတယ်ဒါကြောင့် တတတရအကြိမ်တော့ပလုံကောက်ပွဲကလုံးဝဖြစ်လာစရာကြောင်းမရှိအောင်ဒီနေ့ကျမတို့တော်လာရဲတွေချရမှာဖြစ်တယ်ဆိုတော့အရေးကြီးတာကတီတူတွေအရန်သတိထားကြပါ အထူးတဖြင့်တော်လန်ရဲတွေတိမ့်ပိုက်ထားတော့တော်လန်ရဲတွေစိုးမိုးထားတော့နေရမှာနေထိုင်တော့ပြည်သူတွေအထူးတဖြင့်သတိထားကြပါလို့ပြောချင်တယ်နောက်တစ်ခုအနေနဲ့ကတော့စစ်မှုထဲမှာအင်မတန်မှအကျွမ်းကျင်ပေမဲ့ in အားနေနေတော့အညာက PDF တွေကိုဒီနေ့ကျွားတော့ထောက်ပို့ဒီအညာမှာရှိတော့ဒေါ်လာရေးတွေကိုအများကြီးကိုညီထောက်ပံ့ရအောင်เนาะဥပမာကျွားတော့ KIA တွေကိုလည်းဘယ်သူမှထောက်ပံ့ချင်မလို့ဘူးဒီဒေါ်လာရေးမှာမှမဟုတ်ဘဲနဲ့အစကတည်းကရှိနေတော့ဒေါ်လာရေးလက်နက်ကိုင်းတွေကိုတော့ထောက်ပံ့ချင်နေဆိုလို့ရှင်လဲ ဒီအညာ PDF တွေကိုထောက်ပံ့ပြီးမှထောက်ပံ့ပေးပါလို့ပဲပြောချင်တယ်เนาะဆိုတော့အညာ PDF တွေကိုပို့ပြီးမှပြည်သူလူထုတွေအားစိုက်ပေးပါထပ်ဖို့ဒီလဲအညာမှာရှိတော့ PDF တွေကိုအများကြီးအားစိုက်ပေးကြပါလို့ကြွားဒီကနေတောင်းဆိုချင်တယ် ပြည်သူတွေအယံဒိထားကြပါစစ်ခွေးတွေနဲ့ဝဲဝဲနေကြပါလွန်ခဲ့တဲ့အပတ်မှာဖြစ်ပွားခဲ့တဲ့ဖကတ်မော်စီစာမှာအပြစ်မဲ့တဲ့ပြည်သူတို့ဦးကိုကြွရတ်တော်လာရေးတွေလက်နက်ကြီးထိသွားတာရှိတယ်။ဘာကြောင့်လဲဆိုတော့ KIA နဲ့ပူးပေါင်းတော်လာရေးတွေဘက်ကနေမှစစ်ခွေးတွေရဲ့ကားကိုဘင်းထဲလိုက်တာအိုက်ကကြီးကစစ်ခွေးကားရဲ့နောက်မှာလိုက်ပါလာတဲ့ဆိုင်ကယ်စီးတဲ့အမျိုးသမီးကိုထိမှန်သွားတယ်။ဒါကြောင့်ဒီနေ့ကြွရတ် အပြင်သွားတယ်ဆိုလို့ရှိရင်လည်းစစ်ခွေးတွေနဲ့ဝဲဝဲရှောင်ကြပါစစ်ခွေးတွေရဲ့ကားတွေနဲ့ကပ်ပါလာတာမျိုးတွေလုံးဝမလုပ်ကြပါနဲ့ဒီနေ့ကျွန်တော်တို့တော်လာရဲတွေကဘယ်မှာခွေးရှိလဲခွေးရှိတဲ့နေရာမှာတော်လာရဲတွေရဲ့ကြီးကရောက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်အရန်အရေးကြီးရင်လဲစစ်ခွေးတွေသွားတဲ့အချိန်မှာကပ်ပါလာတာမျိုးတွေလုံးဝမလုပ်ကြပါနဲ့စစ်ခွေးတွေနဲ့ဝဲဝဲရှောင်ကြပါလို့ပြောချင်တယ် နော်ဆိုတော့အခုဒီရွေးကောက်ပွဲမတိုင်ခင်မှာတိုက်ပွဲတွေလည်းအင်မတန်မှပြင်းလာနိုင်စရာအကြောင်းရှိတဲ့အတွက်ကြောင့်တော်လန်ရဲမိသားစုတီအပြင်းသွားရင်ဒရိထားကြပါစစ်ခွေးနဲ့ရှောင်ကြပါမလိုအပ်တဲ့စကားတွေကိုလုံးဝမပြောကြပါနဲ့စစ်ခွေးတွေကနော်ခွေးယူပြန်လို့ရှင်မလွယ်ဘူးခုမိသားစုကလွယ်ရင်ဘသူကမှမယုံကြပါနဲ့လို့အကျွတ်ပြောချင်တယ် เนาะကျတော့နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်เนาะ PDF ဒီတပုတ်နေအခုဒီနေ့တပုတ်နဲ့ဝင်နေနောက်နေ့ကျတော့စစ်ကြောမှုတွေပါတွေဒူးချုပ်တွေကာကွယ်ဦးစီးချုပ်တွေဖြစ်စာရည်ရွယ်ရင်းတယ်တွေ့တဲ့နေရာမှာသူတို့ကတနတ်နဲ့ပဲဖြစ်ရှင်ကျွန်တော်တို့တနတ်တလက်ဟာကြည်စံတတော်ကိုဒီလိုပြစ်ဖို့ကိုကိုလက်ညိုးလေးကွေးဖို့ဆိုတာလေးနှစ်လောက်တင်ရဒါပြစ်တဲ့မပြစ်တဲ့ဆိုတာတင်ပေးတာတင်ပေးတော့မှတပွင့်အနေနဲ့နှစ်ပွင့်တဆမှုတင်တာ တုံးဝင်းဖြစ်ဖို့ဆိုတခွမှုတင်တဲ့မေဇာဖြစ်ဖို့မေဇာကနေမှတိုင်မှုဖြစ်ဖို့ဆိုတိုင်မှုတင်တဲ့အဲ့တက်စကူတခွမှုတိုင်မှုတင်တဲ့တုံးကမဖြစ်မနေတက်ရပြီးရင် grade 1 level ရောက်ဖို့ဆိုရင်စီဦးစီးတက်ကတူတက်ရ17လကြာအဲ့ဒါမှ तू ကချင်းချင်းတက်တဲ့ပညာကိုသင်ပြီးတာအဲ့ဒါမှတဖြည်းဖြည်းနဲ့ပြွာမှုတမမှုလားတိုင်မှုကာဝေးစီးချုပ်စသီးလို့ဖြစ်တာရာထူးတစ်ခုနဲ့တစ်ခုတက်ဖို့ဆိုတာအင်မတန်ကိုခက်ခက်ခဲခဲဆောင်ရွက်ရတယ်သူတော့တပုံကတော့ ဟာဒါနေရာတကာတနတ်နဲ့ဖြည့်ရှင်းတယ်ဘွေနေရာမှာမကျေတဲ့အဲ့ကောင်ဖန်ခေါ်တက်သူကဒါနဲ့လှုပ်သွားအဲ့တော့ဒါရီဟာတော်ရုံတိုင်ရုံနဲ့ဖြည့်ရှင်းလို့မလျောက်သူတို့ကဒီတနတ်ကင်နဲ့အရာတောင်တီးသွားပြီဆိုတော့ကျွန်တော်ကလာမဲ့အခင်းချင်းမှာရွေးကောက်ပွဲတွေပါဒီပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကတပုန်နေဟိုတနေရာချင်းအလိုက်ရှင်းဥမာ KI ရောက် KI တန်တဲ့နေရာတွေကိုထိန်းထားမယ်ထိန်းထားပြီးတော့ KI ရောက်မင်းအင်းချင်းလှုပ်မလားမလှုပ်လားမလှုပ်ရင်ရှိတဲ့မတက်တွေအကုန်ပုံအောချမယ်အဲ့ဒီ ရှိသမျှလေးရင်ရှိသမျှတင်ကားအမြောက်အကုန်ပုံချမ်းတခုရှင်းပြီဆိုရင် နောက်တစ်ခါဘလောက်ဟောင်မေဘလောက်ဘလို့လဲအဲ့နေရာကိုဆွေးနွေးပါလားမဆွေးနွေးဘူးလားမဆွေးစာစောအပြတ်စာ PDF လဲ PDF တနေချင်းလိုက်ဟောင် PDF မင်းကိုငါတို့စော်တော့မယ်မင်းအလင်းဝင်ပါလားငွေမွေးဆိုအဲ့နေရာတမအကုန်ထိုးပြုံထိုးအဲ့လိုပတ်ပိုင်ပတ်တနေချင်းတနေချင်းအပြတ်ရှင်း KM ဆွဲ KM ယူပေါ့အဲ့လိုအပြတ်ချမ်း ကျွန်တော်တို့ KNU တက်မှ9မှဝင်တိုက်တာကျွန်တော်ပါတယ်96ခုနှစ်က KNU စကတခုမှမပြောင်းမြမမိပေါ်မှာအဲ့ဒီပုံစံတိုင်းအဖွဲ့ချင်းဆိုတာခုကသူတို့လက်ထဲမှာဒါကွေးလို့ရတိုင်းသူတို့ကတကယ်ဘိုးထင်းနေတာတကယ်တမ်းကသူတို့အရေးရှိမရှိဆိုတော့အခုဒီထဲမှာဘူးလက်လက်ဆွေပြောသွားတာကတော့နော်ဒီနေ့ကျွားတို့တော်လန်ရဲတွေကဘာတင်နာမမြူဘူးလက်လက်ကွေးတတ်တာနဲ့ရာသူတွေရသွားကြတယ်ဒီလက်လေကွေးတတ်တာနဲ့ပဲ နင်တို့စစ်ခွေးတွေကိုဖြုတ်နေတာလေသူတို့ကြတော့เนาะအဆင်စစ်နဲ့တင်နေတဲ့အရင်တော့ကတော့ဟုတ်ချင်လဲဟုတ်မှာပေါ့အခုနောက်ပိုင်းဆိုလို့ရှိရင်စစ်မှုထမ်းအပတ်စင်စကုန်း၂၀လောက်ရောက်လာခဲ့ပြီဘယ်လောက်တင်ပေးလိုက်တယ်လဲဘသူကဘာတတ်တယ်လဲသူတို့ကအရန်ကြွန့်ကျင်လို့ဘသူကိုပြည့်ရမလဲမပြည့်ရဘူးလဲဆိုတာဒီကိုတင်ယူပြီးတော့အခုရှေ့တန်းကိုရောက်နေကြတာလားဒါကြောင့်မို့နေမှာပေါ့နင်တို့စစ်ခွေးတွေဘက်ကနေမှာဘသူကိုတင်တယ်မပြည့်တင်ဘူးလဲဆိုတာကိုတင်ပေးလိုက်လို့ဒီနေ့ကျတော့တော်လာရေးစီကိုရောက်လာခဲ့ကြတာ ဒီနေ့ကျွန်တော်တို့တော်လရဲတွေစီရောက်လာလို့နင်းတို့ကိုပြန်ချနေတာလေဒါကြောင့်မင်းနေမှာဒီနေ့ကျွန်တော်တို့တော်လရဲတွေကဒီလိုမျိုးလက်နက်ကင်တဲ့အရာတာကိုခံနေကြပြီဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ဒါသူကစိုးရနေရာကြီးရလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လရဲတွေကိုဖြုတ်မယ်လို့ပြောတယ်နော်ဆိုတော့သူပြောသွားတာကိုရမ်းသဘောကျတယ် KIA တွေကိုချမယ်ဆိုလို့ရှိရင်လည်းတခြားနေရာတွေကိုဘယ်သူမှကိုမချဘူးရှိတဲ့စစ်တပ်တွေအားလုံး KIA တွေစီတွားလေရင်တွေရောတန်ချက်ကာကားတွေရောအကုန် ် KIAD ရှိတဲ့နေရာကိုသွားပြမသွားပြမယ်တဲ့အဲ့အချိန်မှလေတခြားသောလက်နက်ကင်တွေအကုန်အိတ်နေကြနော်စစ်ခွေးတွေတော်တော်လုံးနေကြပါစေဟုတ်တယ်နော်အုံနောက်များမရှိဘူးလားမသိဘူးနော်လေရင်တွေအကုန်သွားစစ်တားတဲ့အကုန်သွားပြမ KIA တွေကိုသွားချမယ်တဲ့ဒီဆိုလို့ရှိရင်တော့နင်တို့ကိုတခြားလက်နက်ကင်တွေကထိုင်ပြမစောင့်ပြမအိတ်နေမယ်လို့နင်တို့ထင်နေသလား ် PDF တွေကိုကျတော့ခေါပုံခေါနီးမတူဘူးနော်ကျတော့တော်လိုင်းရဲတွေကိုကျတော့ငိမ့်ချိုင်းရဲယူမလားငိမ့်ချိုင်းရဲဆိုတာကိုသူတို့နားမလည်ဘူးငိမ့်ချိုင်းရဲဆိုတာအပြည့်အခက်ရက်ဆဲတာကိုငိမ့်ချိုင်းရဲလို့လုံးဝမခေါ်ဘူးဘာကြောင့်ဒီတဲ့ကျတော့မြန်မာနိုင်ငံမှာမငိမ့်ချမ်းတာလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရင်တော့ကတရင်ထဲမှာတင်ထားပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီငိမ့်ချမ်းရင်းနဲ့ပတ်သက်ပြီးတော့လဲကျွတ်တော့အများကြီးတော့မပြောတော့ဘူးဒါပေမဲ့နင့်တို့ခွေးတွေလက်နဲ့အပြစ်ခတ်ရက်ဆဲတာကိုငိမ့်ချမ်းရဲလို့ထင်သလား ဒီမြန်မာနိုင်ငံကိုကျွန်တော်တိုင်းရင်သားတွေအားလုံးပိုင်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်တိုင်းရင်သားတွေအားလုံးဟာသူ့ရဲ့တာဝန်နဲ့သူလုပ်ရမယ်မြန်မာနိုင်ငံကလည်းနင့်တို့ခွေးတွေရဲ့နိုင်ငံမဟုတ်ဘူးအခုနင့်တို့ကကျန်တဲ့တိုင်းရင်သားတွေအားလုံးကိုတော့နင့်တို့အပြစ်ခတ်ရဆင်းမယ်ဒါကငြိမ်းချမ်းရေးဖြစ်တယ်မဟုတ်ဘူးငြိမ်းချမ်းရေးမဖြစ်နိုင်တဲ့အရာတွေဟာနင့်တို့ရဲ့ လူမျိုးကြီးစိတ်သက်ဝါဒတွေကိုမဖြတ်စီမချင်းငေါ်တို့ကမြန်မာနိုင်ငံကိုအုပ်ချုပ်ရမယ့်သူတွေဖြစ်တယ်ဆိုတော့စိတ်သက်တွေမပြောက်မချင်းမြန်မာနိုင်ငံမှာဘယ်တော့မှငြိမ်းချမ်းရင်မရလာနိုင်ဘူးနော်လူပမာကလွဲရင်တခြားသောတိုင်းရင်းသားတွေတော့ငြိမ်းချမ်းရေးယူမယ်ဒီ PDF တွေကြတော့အလင်းဝင်လာပါတဲ့အလင်းဝင်လာရင်ဝင်လာမဝင်လာဘူးဆိုလို့ရှိရင်ဒီ PDF တွေကိုလည်းပြင်မယ်တဲ့ ပြင်းနိုင်သလားပြင်းနိုင်လို့လားအခုပြည်သွင်းစစ်ဖြစ်လာတာ9နှစ်လောက်ရှိလာပြီလက်လေကိုတတ်တာနဲ့ဘေးရာဒူးဒီဘေးရာဒူးဒီရသွားတယ်လို့သူပြောသွားတယ်ဆိုတော့ဒါကိုကျမအဆုံးထိမပြောခင်မှာဗီဒီယိုတော်တော်လေးကိုနားထောင်ရအောင်အဆုံးထိတော့ကျမမထည့်ဘူးတချို့ဆိုလို့ရှိရင်လဲ Facebook မှာမြင်ပြတာဖြစ်လိမ့်မယ်တချို့ဆိုလို့ရှိရင်လဲ Telegram တွေထဲမှာလည်းမြင်ပြတာဖြစ်လိမ့်မယ်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်အဲ့ဒီဘယ်လိုစီးရရှင်နေလဲ တက်မသုံးသုံးရက်ထင်တယ်တော့လည်းမခေးရင်ပါညာဘက်ကောင်းတဲ့ဒီတော့တက်မသုံးသုံးလည်းမရဘူးဒီလိုစိုးရီကလင်းဝင်လာပြီးသွားပြီမျိုးကလည်းလက်ချပြီးဖက်ကလန်ပြီးပြီပိုင်ချဲရောက်ကြဘူးလားကြားဘူးလားဘယ်မှာကြားဘူးလဲပိုင်ချဲဟာနင်းတို့လိုမျိုးလက်ကြီးတွေနဲ့တင်တန်းတက်ပြီးတော့ဘ누구ကိုတတ်ရမလဲမတတ်ရဘူးလဲဆိုတာသူတင်ခဲ့တာမဟုတ်ဘူးလက်ကိုကိုယ်တတ်တာနဲ့နင်းတို့ကိုဖြုတ်တာအခုတတ်မှ33မတာပေါ်ကုန်တာဒီစကိုင်းတိုင်းကမ်ဘလိုမျိုးနဲ့ခင်ဦးဘက်ကို in a တရာလောက်နဲ့ ထိုးစစ်ဆင်လာခဲ့တဲ့တမတ်33ထဲမှာပတ္တစရီပါတယ်ဘယူရီလည်းပါတယ်เนาะအကုန်ရောပြီးမှအင်အားတရာလောက်နေထိုးစစ်ဆင်လာတဲ့ဥစ္စာကို ပိုင်ချဲအတက်ငယ်ငယ်လေးပဲရှိသေးတယ်ကိုမိုးရင်ကိုသားလောက်ပဲရှိသေးတယ်နင်းတို့ပြောတယ်လက်လက်ကိုေးတတ်တာနဲ့ဒီပိုင်ချဲဟာအခုတို့ PDF အဖွဲ့ထဲကခေါင်းဆောင်ဖြစ်နေတယ်သူတို့ဘင်းထဲလိုက်တာ 50လောက်မတာပေါ်သွားတယ်15កောင်ကိုအရှင်ဖတ်မိတယ်လက်နဲ့ခဲရနေအမြန်ရရှိတယ်ပိုင်ချေဟာအသက်20ဝန်းကျင်လောက်ပဲရှိသေးတယ်ဒီလောက်ငယ်တဲ့ကလေးတစ်ချက်ကအသက်ငယ်သေးတယ်နေ့အချက်ကအခုဘူးလက်လက်ဆွေနင်းပြောတယ်လို့နင်းတို့လိုဘာအဆင့်တန်းညာအဆင့်နေတင်ခဲ့တာမဟုတ်ဘူးလက်လက်ကိုေးတက်ယုံလဲနဲ့နင်းတို့ကိုပြင်းထဲလိုက်တာတမတ်33ညပြောင်းသွားတယ်တိတယ်နော်အခုကျမတို့ဘဲနဲ့မှတင်ထားတယ်ဘောမတွေ Telegram မှာလောင်ကျွမ်းနေကြတယ် ပိုင်ချဲလေလေလိုက်တဲ့ဥစ္စာတောင်းနင်းတို့ဖတ်မမိဘူးမဟုတ်လားနင်းတို့အထင်သေးနေတော့ PDF တွေဘာကြောင့်မို့ဒီလိုမျိုးနင်းတို့ကိုစစ်ကြောင်းလိုက်စစ်ကြောင်းလိုက်ဘာကြောင့်မို့ချေမုန်းနိုင်ခဲ့တယ်လဲလူငယ်တွေအားလုံးဟာနင်းတို့လိုမျိုးပစွန်အုံနောက်နဲ့ရောနေတာမဟုတ်ဘူး IQ ကောင်းတဲ့အုံနောက်ပိုင်ရှင်တွေဖြစ်တယ်နင်းတို့စစ်ခွေးတွေဒီနဲ့ဒီအချိန်ထိနင်းတို့ကိုပိုင်ဘာလို့တတ်တယ်လဲလက်လဲကိုေးတတ်တဲ့ PDF တွေဟာ drone တွေအလုတ်တတ်တယ်လက်နက်ကြီးတွေအလုတ်တတ်တယ်မျိုးစုံလုတ်တတ်နေပြီ ဒါနဲ့ပဲနင်းတို့ကိုပြင်းထည့်နေတာလေကိုကိုရိုင်းလောက်ပြီးမှနင်းတို့ကိုပြင်းတာအခုဘူးလလဆွေကပြောတယ်လက်လေးကွေးလိုက်တာနဲ့လက်နဲ့ကင်တဲ့အရာတာကိုတိတယ်လို့ပြောတယ်ဘဒူးကမှလက်နဲ့ကင်ချင်တာမဟုတ်ဘူးပြည်သွင်းစစ်ကိုနင်းတို့ခွေးတွေတာမဖော်ဆောင်ခဲ့ဘူးဆိုလို့ရှင်ပိုင်ချေးဆိုတဲ့လူငယ်လေးဟာ လူငယ်ဘဝမှာပျော်ပျော်ရွှင်ရွှင်နေပြီးပညာကျိုးစားမဲ့အရွယ်ဖြစ်တယ်။ဒါပေမဲ့နဲ့တော့ခွေးတွေကြောင့်ဒီနဲ့ပိုင်ချဲတွေဟာကိုယ့်ရဲ့ဘဝရဲ့ရှေ့ရဲကိုစွန့်ပြီးတော့နိုင်ငံရဲ့အရေးကိုလုံနေကြတာ။အခုဒီထဲမှာဘူးလလဆွေပြောတာက96ခုနှစ်တုန်းက can you တမ၅ကိုဝန်တိုက်ခဲ့တယ်။ဆိုတော့ ကင်ယူဒီရဲ့စခန်းတစ်ခုမှမကြံခဲ့တော့ဘူးတဲ့မြန်မာမေပြမှာဒါကြောင့်မို့96ခုနှစ်အရှက်မှာမွေးတဲ့သူပဲကင်ယူဆိုတဲ့နာမည်တွေကိုနင်းတို့ကြားဘူးမှာဘူးလလဆွေကအုံအောင်များမကောင်းဘူးလားမသိဘူးနော်ဒါကြောင့်မို့နေမှာပေါ့ဒီနေ့လူငယ်တွေ KNU ဆိုတဲ့နာမည်ကိုမကြားဘူးလားနော် KNU တွေမရှိတော့ဘူးမြန်မာမေပြပေါ်မှာမရှက်ဘူးလားဘူးလလဆွေတခြားလက်နဲ့ကြီးတွေ drone တွေအကုန်ပဲတယ်လေရင်တစ်ခုသေးတာနင်းတို့မတုံးခဲ့ရင် နင်းတို့စစ်ခွေးအနံ့ဆိုတာလေမြန်မာမေပြင်ပေါ်ကနေတောင်ပျောက်သွားတာကြားလာပြီရန်ကုန်အစိုးရပဲကြာတော့ဘယ်သူလုခဲ့တယ်လဲနင်းတို့သိပါတယ်ဒီတမိုင်းတွေကိုနင်းတို့ကမလိမ်မညာပဲတမိုင်းကိုတမိုင်းအတိုင်းတည်တယ်ဆိုလို့ရှိရင်နင်းတို့ရဲ့အရေးချင်းကဘလောက်ရှိတယ်လဲဆိုတာကိုနင်းတို့သိလိမ့်မယ်နော်ဆိုတော့ဒီနဲ့ KNUD ကိုနင်းတို့ချလို့တကယ်ပဲမြန်မာမြေပြင်ပေါ်မှာမရှိတော့ဘူးလား PDF နဲ့ပဲချပါတော့ပြောရင်တောင်နင်းတို့ PDF ရဲ့အားကိုနိုင်မင်းလို့နင်းတို့ထင်နေသလားဆိုတော့အခုသူကတခုပြီးတခုချတော့မယ်ဆိုတော့တန်ရင်တာလက်နဲ့ကိုင်းတယ်အားလုံးကိုပြောချင်တယ်ငိမ့်ချရဲ့မြန်ယူကြပါအခု bullet လက်ဆွေကတော့ရွှေလက်နဲ့နင်းတို့ကိုငိမ့်ချရဲ့ယူဖို့ခေါ်နေပါတယ်เนาะပြီးရင် PDF တွေလည်းအလေးဝင်ကြပါလို့ပဲပြောချင်တယ်เนาะဒီနေ့ဒီရဲ့အချိန်ဒီတလောက်စီရှုံးပြီးတော့နင်းနေတာတောင်မှ စကားကလုံးဝမလျှော့ဘူးအခုဘူးလက်လက်ဆွေဒီဆိုတာဘယ်နေရာကိုသွားနိုင်တယ်လဲစက်တက်ထဲမှာလဲဘူကြီးဖြစ်တဲ့တဲ့ရဲထဲမှာလဲဘူကြီးဖြစ်တဲ့တဲ့လဝကမှာလဲဘေခွေးနေရာမှာရတယ်လို့ပြောတဲ့ဟိုမှာခင်းကြီးဒီဘယ်နေရာကိုသွားနိုင်တယ်လဲစက်တက်တင်နဲ့နင်းနီကက်ကက်နေရာမှာပဲနင်းတို့သွားနိုင်တာမဟုတ်ဘူးလားဘူလလဆွေဟာဒီနေ့ကျတော့တော်လာရေးတွေကိုသူအတော်လေးခြားချင်နေတာအိမ်မက်ထဲမှာပဲခြားနေပါလို့ပဲပြောချင်တယ်เนาะတိတ်ရှိရှိပွဲပွဲမပြောချင်တော့ဘူးပိုင်ချင်းတဲ့အတူ PDF အလုံးကိုဒီကနေမှအရန်ကျေးဇူးတင်တယ်ဥညွတ်နေဆိုတဲ့အကြောင်းပြောပြချင်တယ်နော်ဆိုတော့အခုကျွန်တော်တို့နောက်တင်တဲ့ဒီပုံအနေနဲ့ကတော့ဒီနေ့ကျွန်တော်တို့တော်လာရေးဆိုတာဟာပြည်သူကနေမှ မွေးဖွားလာတော့လူတွေဖြစ်တဲ့အတွက်ကြောင်းလူစကားပြောတယ်ပြည်သူကိုချစ်တယ်ခဏတော့ဘူးလက်လက်ဆွေကပြောတယ်တခုခုဖြစ်တယ်ဆိုလို့ရှိရင်ခေါ်ပြီးမှတတ်တယ်လို့ပြောတယ်ဘယ်သူလုပ်တယ်လဲဆိုတာကိုတော့ကျမတို့ဒီဗီဒီယိုမှာနားထောင်ကြည့်ရအောင်เนาะ ်ငါချက်ကောင်ကြီးကိုအားပေးမယ်တရေပေးမယ်ဆိုရင်ကျွန်တော်တို့ကရန်သူလို့ပဲတမ်းတယ်ဟုတ်ဒါပေမဲ့အခုတစ်ခါလာလာကဆိုလေးကဒါစစ်ကောင်ကြီးကိုတရေပေးတယ်အရင်တော့လည်းအတော်ကြီးလုပ်ဘူးလေနော်ဟိုညိုင်းလေးလုပ်ဘူးလေတရေပေးတာတရေထွက်တယ်အဘကလေးကလည်းအဘသားမလားဟုတ်ပါသူ့ကိုလုံးဝတားပေးနိုင်တာတရေပေးတာမလုပ်ဘူးနော်ဟုတ်တားမယ်ဆိုရင်ကျွန်တော်တို့ကဒါပြည်လူတွေကပြည်သူပဲကျွန်တော်တို့ဘာမှနော်ပြည်သူရှင်ရှင်ဟုတ် တကယ်လို့ဒါမတားဘူးဒီတိုင်းပဲဆက်လုပ်နေမှာဆိုကျွန်တော်တို့ကပြက်ပြက်သားသားဒါပဲမှားသုံးချိန်ကျွန်တော်တို့ကတတိပေးခြင်းပါဟုတ်ပါကျွန်တော်ရှင်းမယ်ဆိုညာပိုင်းလာရှင်းလို့ရအချိန်ကြီးလာရှင်းလို့ဟုတ်ပါဘူးဟုတ်ပါဘူးနော်ဟုတ်ပါဒါမဲ့ကျွန်တော်တို့ကဒီလိုမျိုးသတိပေးစနစ်နဲ့သွားခြင်းအဲ့ဒါလေကျော်လူကြီးမလုပ်တာကြာပြီနော်မလုပ်တဲ့လူကသတင်းထွက်နေဩနော်သတင်းပို့တယ်ဆိုတော့ကျွန်တော်တို့ရမျိုးကသတင်းပေးတဲ့လူကရှိတာကျွန်တော်တို့ဩသတင်းပေးတဲ့လူဟုတ်တယ်ဟုတ်ရို့တော့သူသတင်းပို့ဖို့နေတာ ရုပ်ကပြန်ပြီးတော့ကျွန်တော်တို့တတိယမြောက်လာပြီးတော့တတိပြီးတာပြီးတော့ကျွန်တော်တို့ကဒီမှာလာတယ်သူ့ကိုကျွန်တော်တို့ကလာပြီးတော့ကျွန်တော်တို့ကနော်ဒါ3ပေးစနစ်နဲ့လာပြောတယ်အဲ့ဒီအနေအထားမှာဆက်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ပြတ်ပြတ်သားသားအရေးကြီးပါတော့ဟုတ်ပါဟုတ်ပါဟုတ်ပါအဲ့ဒါသူ့ကပြီးတော့လည်းအခုကျွန်တော်တို့လာသွားတဲ့ကိစ္စမှာဒီရွာသားရင်းနဲ့ဘာမှမပတ်သက်ဘူးကျွန်တော်မျိုးပေါ်တတိယဟုတ်ပါအဲ့ဒါမလို့ဒီမှာကျွန်တော်တို့ဒီလူကပွဲကြီးတစ်ပွဲကြီးလာတယ်နော်ကိုယ်တော်လေးအိမ်လာတယ် ဖို့အဲ့ဒီသာသနာကောင်းလေးနော်ဟုတ်ခေါ်ကြလဲရဒါမဲ့ဒီရွာကတရားမှမပါဘူးရွာသားတွေကဒုက္ခမရောက်စေနဲ့ဟုတ်ပါသူနဲ့တိုက်တယ်ဖြစ်စေမတိုက်တယ်လူဖြစ်စေနော်တို့ရွာသားတွေဒုက္ခရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်လက်ကပြေးမလို့ပါဘူးဘယ်သွားလဲဟုတ်ပါဟုတ်ပါနော်အဲ့ဒါလေးတော့အမေတော့နော်အကုန်လုံးနော်အဲကျွန်တော်တို့ကပြက်ပြက်သားရဲ့ဉာဏ်ပြက်ဖို့သတိပေးစနစ်နဲ့လာလုံးဝတည်ထွက်တယ်မြို့ဘဝဓာတ်ရောက်တာနော် အဲ့ဒါမျိုးကျွန်တော်တို့ခွင့်ပြုပါအောင်ဟောခွင့်ပြုပါအခုဒါကတော့ကျူးပင်ကောက်မှာရှိတဲ့စစ်ခွေးတွေကိုတရင်ပို့နေတော့ဒလာမိသားစုကိုတော်လာရေးရေးပေါ်ဒီဘက်ကနေမှသွားရောက်ပြီးတတိလာပေးဖြစ်တယ်ဒီထဲမှာကျွန်တော်တို့ကြားရတဲ့အခါမှာတိတ်ပြီးမှရှင်းပါတယ်အခုဒီ PDF ရေးပေါ်ကနေပြောသွားတဲ့အခါမှာနင်တို့ရဲ့တရင်ကိုငါတို့မြို့ကနေရတာနင်တို့ယွာမှာရှိတဲ့တူရီတရင်ပေးတာမဟုတ်ဘူးဒါကြောင့်မို့အခုဒီလိုမျိုးတတိလာပေးတဲ့အခါမှာဘေးသူကိုမှ ထိခိုက်မှုမလုပ်ဖို့ရတယ်လဲပြောသွားတာကိုအားလုံးကြားရနော်ဒီနေ့ကျမတို့တော်လိုင်းရဲတဲ့အဓိကစိုးရိမ်တဲ့အရာကဒါပဲခွေးတွေရဲ့တောက်တိုင်မှန်သမျှအားလုံးဟာ အားလုံးကိုရမ်းပြမှလှုပ်တတ်တဲ့အကျင့်တွေရှိတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တော်လာရဲတွေကဘာပဲလှုပ်လို့ကောင်းကောင်းလေးစကားတော့ပြောတယ်ပြီးသူဒီကိုမထိခိုက်ဖို့တော့လည်းပြောခဲ့တယ်ပြီးသူကလည်းပောက်ဖွားခဲ့တော့လူသားတွေဖြစ်တဲ့အတွက်ကြောင့်ပြီးသူလူထုအတွက်အင်မတန်မှစိုးရိမ်စွာနဲ့ပဲဒရိလာပေးတာကိုတွေ့ရတယ်နော်ဒါကြောင့်စစ်ခွေးတွေကြည့်ကြပါတော်လာရဲတွေရဲ့စူးခလုတ်ဖြစ်တယ်ဆိုတာကိုသိရတဲ့အတိုင်းနဲ့ပထမအကြိမ်တော့ဒရိလာပေးသွားတယ်မြင်နေနော် ဒီလိုမျိုးကြင့်ကြံကြပါလို့ပဲပြောချင်တယ်ပြည်သူတွေအားလုံးစမ်းမပြောရှိကြပါစေ